โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့မနေ့ကတော့ပြောပြခဲ့တယ်ဒီ timer ရဲ့သင်ခန်းစာနဲ့ပေါ့နော်ထိတ်ဆက်ပြီးတော့ကျွန်တော်ဒီ dose simulation ကိုနော် timer သုံးပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့အဲဒီမှာကကျွန်တော်တို့ကနော်ဒီမှာ limit switch ကဒီမှာနှစ်ခုရှိပြီဟုတ်ပြီနော် limit switch ကဒီမှာနှစ်ခုရှိပဲဆိုတော့ အခုကျွန်တော်တို့အခုလုပ်မယ့်ပုံစံကဘယ်လိုပြောလဲဆိုရင်နော်ဟာကျွန်တော်ဘယ်လိုလုပ်မှာလဲဆိုတော့ဒီမှာဟိုနော်ကျွန်တော်တို့မှာ limit switch ကနှစ်ခုရှိတယ်ဟုတ်ပြီနော်အဲဒီ limit switch 1ကနော်ကျွန်တော်တို့ဒီ motor app ဖြစ်တဲ့အချိန်မှာနော် limit switch 1ကဘာဖြစ်သွားရမှာလဲဆိုလို့ရှိရင်နော်သူက open ဖြစ်သွားရမှာဟုတ်ပြီနော်အခုသူက close ဖြစ်နေမှာဟုတ်ပြီနော်အဲ limit switch 1က ာဖြစ်သွားမလဲဆိုရင် open ဖြစ်သွားအဲ့တော့ live switch one open ဖြစ်တဲ့အချိန်ကဘယ်အချိန်လဲဆိုရင်ကျွန်တော်တို့ဒီ motor သည်เนาะဒီ app အချိန်နေတဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရှင်ကျွန်တော်တို့ဒီတကားဖြစ်ဟွာပွင့်သွားတဲ့အချိန်နေဟုတ်ပြီเนาะအပြည့်ဟွာပွင့်သွားတဲ့အချိန်နေဆိုတော့ကျွန်တော်တို့က program ထဲမှာเนาะ live switch one ကိုเนาะ open အခြေအနေနဲ့ကျွန်တော်တို့ program ကိုเนาะ ကျွန်တော်ရေးပြီးတော့အဲ့ဒီအပန်းအခြေအနေမှာကျွန်တော်တို့ကနော် timer on တစ်ခုကိုနော်ကျွန်တော်ထုတ်လိုက်ဟာပြီးတော့ timer on delay တစ်ခုပေါ့နော်ဥပမာအပြည့်ကျွန်တော်တို့နော်5စက္ကန့်လောက်ဖြစ်ဖြစ်သတ်မှတ်ပေးလိုက်အဲ့တော့သူကဒါဆိုလို့ရှိရင်ကျွန်တော်တို့နော်ဘာလို့ပြောလို့ရလဲဆိုလို့ရှိရင်နော် open time ဒီနော်5စက္ကန့်ဖြစ်သွားလိမ့်မယ်နော် open time က5စက္ကန့် 5စက္ကန့်ပြည့်ပြီးတာနဲ့သူကဘာပြန်လုံးမလဲဆိုလို့ရှိရင်เนาะအဲဒီ timer ရဲ့เนาะဒီ timer on ရဲ့ဒီ delay ကိုကျွန်တော်တို့ကเนาะအဲယူပြီးတော့ကျွန်တော်တို့မလုပ်လို့ရလဲဆိုလို့ရှိရင် motor ကိုเนาะကျွန်တော်တို့ပြန်ပြီးတော့ down ပြန်လုပ်လို့ရဟုတ်ပြီเนาะဒါဆို motor motor down ပေါ့เนาะဒါ motor down ပြန်လုပ်လို့ရဆိုတော့ တိုင်းမှာ online ချိန်မှာမော်တာက down ဖြစ်သွားပါဟုတ်ပြီနော်ဒါ down ဖြစ်သွား okay အဲ့တော့ဒါတိုင်းမှာ online ချိန်မှာမော်တာက down ဖြစ်ပဲအဲ့တော့ down ဖြစ်တဲ့ subi ပဲเนาะကျွန်တော်တို့က limit switch 2ပြန်ထိဖို့လိုတယ်ဟုတ်ပြီနော် limit switch 2ထိတဲ့အချိန်မှာမော်တာက down ဖြစ်ရကနေပြီးတော့ပြန်ပြီးတော့ motor down မောင်းနေတာကိုကျွန်တော်တို့ကရက်ပေးရမရက်ပေးပဲနဲ့ကျွန်တော်တို့ဆက်မောင်းနေမယ်ဆိုရင်เนาะဒါဟာ ကျွန်တော်တို့ရဲ့ program မှာเนาะပြဿနာဖြစ်နေတယ်ဟုတ်ပြီเนาะဆိုတော့ကျွန်တော်တို့ကဒီ limit switch ကိုထားရတဲ့သဘောကဒီ motor down ကိုဒီ limit switch ကိုလာထိတာနဲ့ motor down ဆိုတဲ့เนาะ output ကိုကျွန်တော်တို့ကဖြုတ်လိုက်ဟုတ်ပြီเนาะအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာ limit switch 2ကိုဒီ motor down ရဲ့အရှိမကျွန်တော်လာခံပေးလိုက်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ limit switch 2ထိတာနဲ့ မော်တာလည်းထောင်းဖြစ်တယ် limit switch လည်းထိပြီဆိုရင်เนาะဒီမော်တာထောင်းကပြန်ပြီးတော့ off ပါလေ okay ဟုတ်ပြီเนาะဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်တို့ဒီ program ကိုဖန်တီးมาဖြစ်ပါတယ်ဟုတ်ပြီเนาะဒါဆိုကျွန်တော် program ကိုစပြီးတော့ရေးကြည့်အောင် ဆက်မှာပေါ့နော်ကျွန်တော်ဒီ drone simulation ကိုရိုးရိုးလေးရှင်းပြတဲ့အချိန်မှာတော့ timer လေးပါလေကျွန်တော်တို့မသုံးဘူးပေါ့နော်အခုကတော့ဒါ timer နဲ့သုံးပြီးတော့ရေးပြတာဖြစ်ပါတယ် Okay အဲ့တော့ဒါတော့ကျွန်တော်တို့ not ထုံးစံအတိုင်းပဲဒီမှာ latch လုပ်မယ်ပြီးသွားရင်ဒီမှာ limit switch ဟုတ်ပြီနော်အဲ့ဒီမှာ limit switch ထိတာနဲ့နော် ကျွန်တော်မော်တာကနော်အဲရက်သွားမှာဟုတ်ပြီနော် limited ထိဖို့လိုတယ် limited မထိရင်ပြဿနာရှိတယ်ဟုတ်ပြီနော် limited ထိတာနဲ့ဒီမော်တာကပြန်ပြုတ်နော်အဲ့တော့ဒီမှာ limited ထိခဲ့ရင်ဟုတ်ပြီနော်ဒီမှာ limited ထိခဲ့ရင်မဖြစ်မလဲနော် okay ဆိုတော့ဒါလေးကျွန်တော်ဒီမှာဆက်ပြီးတော့ရေးပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာเนาะဒါလေးဒါတော့ကျွန်တော်ဒီမှာเนาะမော်တာကို open လုပ်တဲ့ ablong eh ablong de achi ni ye no not the car chano lo di ma lewis wish lati me achi ma ni mo no app ga bian pyo ho pi no a chano lo di ma lewis wish thi ke ho pi no lewis wish thi ke okay da so yin lewis wish thi ke yin so da ho pi no a to ye u tan ye lo ma ya u close lewis wish thi twa do achi ma no lewis wish ga thi twa do achi ho pi no အဲ့ဒါတော့ကျွန်တော် close ကိုခေါ်ရေးလိုက်တာဖြစ်ပါတယ် ဲမှာကျွန်တော်တို့ကဒီမှာ timer on လေးထည့်ပေးလိုက်ပါဘောနော်ခင်အဲ့တော့ဒီမှာ timer on အဲ့တော့ဘယ်နှစက္ကန့်ထားမလဲဆိုရင်ကျွန်တော်ဒီမှာနော်10 second ครับเนาะ10 second ครับအဲ့တော့ကျွန်တော်10 second ပြင်ပါလို့မြန်မော်တာပြန် down လို့မှာ ဆိုပြီးတော့ motor ပြန် down ဖြစ်မှာဆိုတော့အဲ့ဒါလေးပါဆက်ရေးသွားမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒီ delay 10စက္ကန့်ပြည့်တဲ့အချိန်မှာเนาะ motor ဟာပြန်ပြီးတော့ down ပြန်လုပ်ဆိုပြီးတော့ motor ပြန် down ဆိုတော့ကျွန်တော် app ချိန်ခဲ့တယ်ဒီမှာ down ပြီเนาะအဲ့ဒီ down ကိုကျွန်တော်တို့ကဘာပြန်လုပ်ရမှာလဲဆိုရင်เนาะ stop ပြန်ခံပေးရဟုတ်ပြီเนาะဒီ timer delay နဲ့ကျွန်တော် less ခံပေးရ less မခံပေးရင်ကျွန်တော်တို့ပြဿနာရှိတယ်ဟုတ်ပြီเนาะအဝါနဲ့ဆိုတော့ဒီတို့အပြည့်အပြည့်ဝပါပါအများကြီးရှိတယ်ဟုတ်ပြီเนาะတကယ်လို့ရှင်းနေအောင်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့မှာ less ဒီเนาะ output less ကိုတုံးလို့တုံးရင်လည်းရတယ်เนาะဒီနေရာမှာ output less တုံးလိုက်လည်းရကျွန်တော် less ခံလည်းရတယ် batch မခန့်ချင်ဘူးကျွန်တော်ဒီမှာ output လက်သုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်ဟုတ်ပြီနော် okay ကဲဒါဆိုရင်ကျွန်တော်ကနော် motor ကတော့ down ဖြစ်သွားပြီဒါပေမဲ့ motor down ကဒီ limit switch ကိုထိသွားရင်ပြန်ရက်သွားဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ကဒီ limit switch 2ကိုနော် normally close အနေနဲ့ခေါ်ပြီးတော့ limit switch 2ထိခဲ့ရင်ဆိုတာမျိုးပြန်ထည့်ပေးရဟုတ်ပြီနော် okay ဒါဆိုကျွန်တော်ဒီမှာ comment lady တစ်ချက်ပေးလိုက်ပါမယ်ဆိုတော့ဒါဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့เนาะ open เนาะဒါကဘာဖြစ်မှာလဲဆိုရင်ကျွန်တော်တို့ဒါเนาะเนาะမော်တာဖက်เนาะဒါကဘာဖြစ်မှာလဲဟုတ်ပြီเนาะဒါကဘာဖြစ်မှာလဲဆိုတော့เนาะ limit switch 1 how you know tally message one okay so now demand dn tally demand delay no that's why you know demand da vale so now limit switch two how you know tally message two okay ဒီတော့အရင်ကျွန်တော်တို့ကနော်ဒီအောက်ကိုနော်ဒါမော်တာတောင်းဟမ်ဒါမော်တာတောင်း โอเคเนาะถ้าสิยาบีถ้าเราจะเราดาลีอุดเชเนาะสันตัจิยาโอเคเนาะถ้าเราจะเรามาดา ော်ဒါဆိုလို့ရှိရင် order က app bound နေမယ်နော်အဲ့ဒီ limit switch one ကိုထိတာနဲ့ order ရက်သွားမယ်နော် okay အဲ့ဒီမှာကျွန်တော်တို့ဒီမှာ type မှာမောင်းပြီဟုတ်ပြီနော်ဒီ limit switch ကိုထိတာနဲ့ဒီမှာ type မှာမောင်းပြီနော် limit switch ထိတာနဲ့ဒီမှာ type မှာမောင်းပဲ okay time off ပြည့်တာနဲ့ motor အပြန် down ဆင်ဆင်းသွားပြီ ဟုတ်ပြီနော်ဒါမှပြည်တာနဲ့ဟိုတဟာတော့ပြဆင်းသွားမယ်ဒီအဲ့ဒီမှာသူကနော်ဒီ limitless 2ကိုပြန်ထိပါဟုတ်ပြီနော် motor down ဆင်းတဲ့အချိန်မှာ limitless 2ကိုထိမယ် okay limitless 2ကိုထိတာနဲ့ motor down အောက်ဘက်ကလည်းပြုတ်သွားမယ်နော်ဒီ condition ကရက်သွားဟုတ်ပြီနော် ဆိုတော့ဒါကကျွန်တော်တို့เนาะဒီ app condition ကိုပဲကျွန်တော်က delay လုပ်သွားတယ်တပုံမျိုးပဲเนาะ app condition ကို delay လုပ်သွားတယ်တပုံမျိုးဖြစ်ပါတယ်အဲ့တော့ဒီမှာတကယ်လို့ပေါ့เนาะကျွန်တော်တို့က open ပြန်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်เนาะဒါ motor သွားသူပြန်ပြီးတော့ open ပြန်ဖြစ်သွားနိုင်တယ်ဟုတ်ပြီเนาะ motor ပြန်ပြီးတော့ open ဖြစ်တယ်အဲ motor က app ပြန်လဲတယ်ဟုတ်ပြီเนาะဒီမှာ app ပြန်လဲ okay เนาะဒါကျွန်တော်ဒုတိယတစ်ချိန်လေးအဲပြန်ဆန်းပြတာပေါ့เนาะ အဲ့တော့အချိန်မှာ limit switch 1ကိုလာထိမယ်ဟုတ်ပြီနော် limit switch 1ကိုထိတာနဲ့ motor ရက်သွားမယ် motor ရက်တဲ့နေ့ဒီမှာအတိုင်းမှာစမောင်းမယ်ဟုတ်ပြီနော်တကယ်တော့ကျွန်တော်ကဖွင့်ချိန်ကို နော်အချိန်တစ်ခုပဲစမှတ်ပေးတယ်10စက္ကန့်10စက္ကန့်ဖြစ်တာနဲ့ motor ကသူ့ဘာသာသူ down ပြန်ဆင်းသွားလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ဒါဒီ delay ရဲ့သဘောမျိုးနော်ကျွန်တော်ဒါ delay သုံးပြီးတော့နော် on delay တိုင်းမှာကိုသုံးပြီးတော့ကျွန်တော်တို့ကနော်တကားပိတ်တယ်တကားဖွင့်တယ်စနစ်မျိုး ဟုတ်ပြီနော်โอเคပါအဲ့တော့ဒီနေ့စင်ကန်းစာလေးကပြလို့ပါမယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ